စကိုင်းတိုင်းရင်းမပင်မြို့နယ်အတွင်းနှစ်စဉ်ကျင်းပမည်ရိုးရပွဲတစ်ခုဖြစ်တဲ့ဘိုးတော်ကြီးနှစ်ပွဲကိုယခုနှစ်မှာအောင်မြင်စွာကျင်းပနိုင်ခဲ့တယ်လို့ဒေသခံတွေနဲ့ပွဲလာသူတွေက MB ကိုပြောပါတယ်။ရင်းမပင်နယ်ကိုစိုးစုကနေ့စဉ်ရက်ဆက်တိုက်လေရင်ရဟရင်စက်တက်လေဒီတွေနဲ့ drone တွေသုံးကဘုံကျဲတက်ဖြတ်နေတဲ့ကြားကဘိုးတော်ကြီးနှစ်ပွဲကိုကျင်းပခဲ့တာပါ။ အဆိုပါနှစ်ပွဲကိုတကူးလာပြေကျော်9ရက်ကနေလာပြေကျော်10ရက်အထိ၄ရက်ကြာကျင်းပခဲ့ပြီးအထိုက်အသင့်လူစီကားခဲ့တယ်လို့ဆိုပါရယ်။ဘိုးတော်ကြီးဘွဲကကိုဗစ်ကာလပဲနားခဲ့တာ အာနာသိန်းစာနှစ်မှာတော့ဈေးတွေလူတွေမစီကားဘူးအခုနှစ်တော့အရင်နှစ်တွေထက် လူပိုစီကားတယ်လို့ဒေသခံတူက MFP ကို ပြောပါရယ်။ဘိုးတော်ကြီးနှစ်ပွဲမှာဒေသထွက်ဖြာစကောနှချီချိုဒါ အဝတ်အထည်အစားအသောက်တွေလာရောက်ရောင်းချကြပြီးလက်တက်လာတဲ့ပြည်သူတွေမှလည်းစီကားစွာလာရောက်ကြတယ်လို့ဆိုပါတယ်။အဆိုပါနှစ်ပွဲကိုဘိုးတော်ကြီးပွဲ၊ဘာကြီးပွဲ၊တောင်းပရင်ပွဲလို့ခေါ်ကြပြီးအမေရင်ရင်နဲ့မောင်နှမတော်ဆက်တယ်လို့လည်းသမိုင်းဆက်ကိုအခြေခံပြီးဒေသခံတွေကပြောပါတယ်။ရင်းမပင်မှာပြီးခဲ့တဲ့တပေါင်းလာကလည်းအမေရင်ရင်ပွဲတော်ကိုကျင်းပခဲ့ပါသေးတယ်။ ရမင်းဝင်ခရိုင်အတွင်းအလူပွဲနှစ်ပွဲတွေကျင်းပနေပေမဲ့စိုးစုကစိတ်ထင်တိုင်းရှံပြိုဘုံကျဲတက်ပြက်နေလို့စိုးရင်စိတ်တွေနဲ့ကျင်းပနေရတယ်လို့ဒေသခံတွေကပြောပါတယ်။